အဲ့တော့ဘလို့ဖြစ်ရတာလဲလီဗာပူးရဲ့လိုပဲမေးခွန်းထောက်ရအောင်မှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ကစားခဲ့တဲ့ပရီးမီယာလိဂ်ပွဲစဉ်စနစ်မှာလီဗာပူးအသင်းကသူတို့ရဲ့ FA ကွင်းမှာပဲ Northern Forest အသင်းကို3-0နဲ့ရှုံးနေသွားခဲ့တာပါ။အလွန်ခဲ့တဲ့ကျွန်တော်တို့ဒီ2လ3လလောက်ကိုပြန်သွားကြည့်မယ်ဆိုရင်ဒီအချိန်မှာလီဗာပူးအသင်းကခုလိုမျိုးဒီနိုင်ငံကပေးရမတိုင်ခင်မှာ Man City ကို3-0နဲ့ရှုံးနေပြီးလို့ရှိရင် Manchester United ကို2-1နဲ့ရှုံးနေပြီးအခု Northern Forest ကို3-0နဲ့ရှုံးနေခွဲစဲပဲလေးကို2-1နဲ့ရှုံးနေဒီလိုမျိုးရှုံးနေမယ်လို့ဘယ်သူမှမထင်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်တော့လီဗာပူးအသင်းဟာရလဒ်တီတောင်းလျှောက်ကောင်းနေခဲ့တာပါ။ ်ပရီးမီးယားလိအဖွဲ့ဝင်၅ဘွဲဆက်တိုက်နိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ရာသီတုန်းက slot ရဲ့ပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ပြီးဒီရာသီမှာလည်းလေဘောင်းတင်အောင်ချန်ပီယံဆူလာကိုကာကွယ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်တွေအပြည့်အဝရှိနေခဲ့တာပါဒါပေမဲ့အခုပရီးမီးယားလိပွဲစဉ်ဆက်နေရောက်တဲ့အချိန်မှာတော့လေဘောင်းတင်ကတော်တော်လေးကိုအခြေအနေစိုးနေလို့ပြောရမှာပါအတားဟာ slot ရဲ့အပြစ်ကလို့ပြောရမလားကစားသမားရဲ့အပြစ်လို့ပြောရမလားဒီအချိန်မှာတော့ဝေခွဲရမယ့်ဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ ဟိုအတင်းအတင်းကရလက်တွေဆိုးရလာတဲ့အခါမှာဒါဟာနီးပြနဲ့လည်းသက်ဆိုင်တယ်လို့ကစားသမားအစုဖွဲ့နဲ့လည်းသက်ဆိုင်ပါတယ်အဲ့ဒီပြကမှန်ကန်တဲ့ကစားကောက်ကိုပုံဖော်နိုင်ဘူးဆိုလို့ရှိရင်ဒီကစားသမားတွေကဘယ်တော့ပဲကောင်းကောင်းရလက်ကောင်းရရှိဖို့ရုန်းကန်နိုင်ရတယ်လို့တစ်ဖက်မှာလည်းဒီပြကမှန်ကန်တဲ့ကစားကောက်ကိုပုံဖော်နိုင်ရင်တော့ကစားသမားတွေရဲ့ form အောင့်နေရဆိုရင် ဒီရလက်ကောင်ရရှိဖို့ကမလွယ်ပါဘူးအခုလေပါဦးကဒီပြဿနာနဲ့ခလုံးနဲ့ရင်ဆိုင်နေရပါပါလက်ရှိဒီပါဦးတင်းရဲ့အစုဖွဲ့ကိုကြည့်မယ်ဆိုရင်နောက်တန်းအားနည်းချက်တွေအများကြီးရှိနေပြီးတော့ဒီ Northern Forest အသင်းရဲ့ပွဲစဉ်မှာဆိုရင်ညာနောက်ခံသူစစ်စစ်မရှိတာကြောင့်ဒီ Sports Line ကညာတစ်ခက်လုံးနေမှာစဉ်းကစားခဲ့ရတယ်နောက်ပြီးတော့နေပြအားနည်းစောင့်နေတဲ့ပြီးခဲ့တဲ့ရာသီတုန်းကအသင်းရဲ့အဓိကထောက်တိုင်ကစားသမားတွေလို့ပြောရမယ်ဒီကျွန်တော်တို့ Louis Diaz တို့ပြီးရင်ဒါဝင်နုညတ်တို့ကိုရောင်းထုတ်လိုက်တာကလည်းအမှားတစ်ခုလို့ပြောမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့နေရာမှာအစားတို့ပြန်ခေါ်ထားခဲ့တဲ့လန်စနာအီဆက်တို့ Florian Bastor ကဒီနေ့ဒီအချိန်ထိကိုပုံမှန်ခြေစွမ်းအောင်ရောက်ရှိဖို့အတွက် ရုံးခံနေရဆဲဖြစ်ပါတယ်ဒီကလိုဒီမောင်နေရမှာမန်ချက်စတာနိုင်တဲ့အတင်းဆိုရင်ဒီဟာတော်တော်လေးကိုဝေဖန်စရာဖြစ်မဲ့အနေအထားတစ်ခုလို့ပြောရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဘာဟုတ်ကအခုဆိုရင်ပရီးမီးယားလိပွဲစဉ်ဆက်နေအပြီးပါ6ပွဲနိုင်6ပွဲရှုံးနေမပေးစရာအဆင့်7နေရာတွေရောက်ရှိသွားခဲ့ပါပြီဒါပြီးခဲ့တဲ့နေရာလေးတုန်းကမန်ချက်စတာနိုင်တဲ့အတင်းထက်တောင်မှာပိုဆိုးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဆိုတော့နိပြအာနေစလော့အနေနဲ့လဘောအတင်းကိုလမ်းကြောင်းမှန်ပေါ်ပြန်လည်တင်ပေးနိုင်မလားကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ် Xbox ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခံပါ